မန္တလေးတိုင်းဒေသကြီးအတွင်းရှိအမကန်အလို့သမားများအား တဘာဝဘေးရန်ရဲ့ကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권နဲ့တာသမီများအားပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ပေးအပ်ခြင်းအခမ်းအနားကိုဒီနေ့မနက်ပိုင်းမှာမန္တလေးမြို့တော်ခမ်းမမှာကျင်းပရာလူ့သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးကအဖွင့်အမှားစကားပြောကြားရမှာလူမှုပူလုံရေးအဖွဲ့အနေနဲ့2012ခုနှစ်လူမှုပူလုံရေးဥပဒေမှာပါရှိတဲ့အာမခံစနစ်6မျိုးအနေနဲ့နိုင်ငံရဲ့အခြေအနေနဲ့ကန့်ညီဆောင်ရွက်နေတဲ့အာမခံစနစ်3မျိုးမှာ စုစုပေါင်းအကျိုးခံစား권15မျိုးကိုရရှိခံစားရမှာဖြစ်ပြီးကျန်းမာရေးနဲ့လူမျိုးစောင်းရှောက်မှုအာမခံစနစ်ထဲ့ဝင်ကြီးပေးသွင်းထားရှိပါကမိသားစုထောက်ပံ့မှုအကျိုးခံစား권ဖြစ်တဲ့တဘောဘေးရနေရကြားရမှုဆိုင်ရာအကျိုးခံစား권နဲ့ပညာသင်စေခံစား권များကိုရရှိမှာဖြစ်ပါကြောင်းမန္တလေးငရင်ဘေးတင့်ခဲ့တဲ့မန္တလေးတိုင်းဒေသကြီးအတွင်းရှိလူမှုဖူလုံရေးအဖွဲ့မှမှတ်ပုံတင်ထားတဲ့အလုပ်ဌာန 9430ခုအာမခံအလို့သမား332130ခုကိုတဘာပေးရနေကြရမှုဆိုင်ရာအကျိုးခံစားခွင့်40ရာခိုင်နှုန်းထုတ်ပေးတဲ့ဒီနေ့အခမ်းအနားမှာအာမခံအလို့သမား25534ဦးအတွေ့ငွေကျပ်တန်း2020ဒသမ319တန်းကိုပေးရသွားမှာဖြစ်ပါကြောင်းမန္တလေးတိုင်းဒေသကြီးအတွင်းရှိအာမခံအလို့သမား 13219ရို့ရဲ့သာသမီ13253ရို့အတွဲပညာသင်စရိတ်စုစုပေါင်းကျပ်တန်း968တက်သမာ935တန်းကိုထောက်ပံ့ပေးရပြီဖြစ်တာကြောင့်ရှောက်ထားတဲ့အလို့သမားများရဲ့95တက်သမာ36ရာဂိုင်းတွန်းကိုထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်ပြည်တော်စုဝန်ကြီးကမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့တဘောဘေးအနေနဲ့ကြားရမှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်40ရာဂိုင်းတွန်းကျပ်တန်း 2020တသက်မှ3.9ကုသန်းနဲ့ပညာသင်ဆိပ်ထောက်ပံ့ခြင်းငွေကြေးငွေကြေးတန်းစနစ်တသက်မှ1.38တန်းတို့ကိုလွှဲပြောင်းပေးရခဲ့ပြီးတနိဒာကြီးဝန်ကြီးချုပ်ကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်လူသမားကြီးရအငင်းပွားမှုဖြစ်ရှင်းဆိုင်ရာနှီးနှောဖလဲဝဲဖွင့်ပွဲခန်းနာကိုအဆိုပါခမ်းမမှာဆက်လက်ကျင်းပရာပြည်ထောင်စုဝန်ကြီးကလူသမားကြီးရအငင်းပွားမှုဖြစ်ရှင်းဥပဒေနဲ့အညီစစ်ဆေးဆုံးဖြတ်ရာမှာတွေ့ကြုံရတဲ့ကက်ခဲများအတွေ့ဖြစ်ရှင်းဆောင်ရွက်နိုင်မဲ့နည်းလမ်းများထွက်ပေါ်လာစေရန်ရည်ရွယ်ပြီးပြည်လူရချင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီးတန်းနီတာကြီးဝန်ကြီးချုပ်ကတန်းနီတာကြီးအတွင်မြို့နယ်ညှိနှိုင်းဖြန့်ပြေးအဖွဲ့များကိုဖွဲ့စည်းတာဝန်ပေးရထားမှုခြေနေများလူသမားကြီးရလုပ်ငန်းညှိနှိုင်းကော်မတီ WCC ဖြင့်ဖြစ်ရှင်း င်းဆောင်ရွက်ပေးခြင်းကြောင့်အငင်းပွားမှုများယုံနေလာတဲ့အခြေအနေများကိုပြောကြားခဲ့ပြီးဒုတိယပိုင်းအစီအစဉ်ဆွေးနွေးပွဲများကိုဆက်လက်ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။